ဂွာရီယိုလာပွဲတစ်ထောင်ပြင်းတဲ့ကနဝင်အရွေ့မန်ချက်စတာရဲ့အနီရောင်တစ်ခေတ်ကနေမန်ချက်စတာမျိုးပြောင်တစ်ခေတ်စီရွေးရှားခဲ့ပုံဟာဒရမာသိမ့်ဆက်ပါတယ်။ဂွာရီယိုလာဖန်ဆင်းလိုက်တဲ့မန်ချက်စတာရွေ့ဟာကနဝင်ဆန်လွန်းပါတယ်။အခုဆိုရင်ဂွာရီယိုလာကနီးပြပွားတဲ့ပွဲတစ်ထောင်ပြေးပါပြီ။လီဗာပူးနဲ့ပေးမဲ့ပွဲမှာဂွာရီယိုလာကနီးပြပွဲတစ်ထောင်ပြေးတာပါ။ဂွာရီယိုလာကမန်စီးတီးနီးပြအဖြစ်946ပွဲဘာစီလိုနာနီးပြအဖြစ်249ပွဲဘိုင်မင်းနီးနီးပြအဖြစ်162ပွဲဘာစီလိုနာပီသင်းနီးပြအဖြစ်52ပွဲတာဝန်ယူခဲ့တာဖြစ်ပါတယ်။ 2009ခုနှစ်အတွင်းမှာဘာစီလိုနာပြည်အသင်းကိုစတင်တာဝန်ယူပြီးနီးပြလောကရရောက်လာခဲ့တာပါနီးပြပေါ်မှာဂွာဒီယိုလာက935ပွဲအနိုင်ရပြီး128ပွဲရှုံးခဲ့ပါတယ်ဂွာဒီယိုလာကနီးပြပေါ်မှာ10ပွဲကစားရင်9ပွဲနိုင်တဲ့နှုံတောက်ကိုပိုင်ဆိုင်ခဲ့ပြီးတကယ်ကိုမော်ဆန်လုံးနဲ့စွန့်ရည်ပါပဲအဲ့ဒီမှတ်တမ်းအတွက်ဂွာဒီယိုလာတာယာမိပေမဲ့ဘာစီလိုနာဘိုင်မီနိမန်စီးတီးလိုကစားသမားကောင်းတွေရှိတဲ့အသင်းမှာနီးပြရတဲ့အခါအခုလိုမှတ်တမ်းကောင်းတွေပိုင်ဆိုင်တာမဆန်းဘူးလို့လည်းဂွာဒီယိုလာကတော့ပြောပါတယ်သူတူတဲ့ကြောင့်မဟုတ်ပဲကစားသမားတွေရဲ့ခံယူချက်ဆေးရထက်သန်မှုကြိုးစားမှုနဲ့ ဘောလုံးအားကစားနည်းကိုချင်းနဲ့နိုးစစ်တွေပေါင်းပြီးတိစောက်ခဲ့တာလို့လည်းဂွာရီလာကပြောခဲ့တာပါအဲဒီယာရီနဲ့တိစောက်ထားတဲ့အတင်းတင်းကအနိုင်ယူဖို့မလွယ်ပါဘူးဂွာရီလာကိုဂုတ်ဖြစ်တက်မဲ့ရတာစူပလာအောင်ပွဲကြောင့်မဟုတ်ပါဘူးသူကဘောလုံးလောကရဲ့ခြေဝေဘိုင်ယာဖြစ်နေလို့ပါပဲဂွာရီလာရဲ့နေပြူကနဲ့ထရေးခေါ်တော်လိုင်းကြီးဟာခေတ်ပေါ်ဘောလုံးလောကကိုအများကြီးပြောင်းလဲစေခဲ့ဂွာရီလာကကစားသမားတူကိုပိုကောင်းစေုံနဲ့မဟုတ်ဘဲအလုံးစုံအသွင်ပြောင်းပေးလိုက်တာမော့အစွမ်းနဲ့အစာတုပ်ပေးလိုက်တာပါဂွာယူလာကပရီးမီယာလိတမန်တစ်လျှောက်တရာတီတွင်ရှာမှတ်တရာရတဲ့စံချိန်ပြည်တွင်းဖလား၃ချိန်ရတဲ့စံချိန် လီယာဒီဇက်ချန်ပီယံဖြစ်တဲ့ဆန်ဂျိန်စာရီကိုဖန်ဆင်းပြနိုင်ခဲ့ပါတယ်။ပြီးခဲ့တဲ့ရာသီမှာဖလားလက်မဲ့ဖြစ်ခဲ့ရပေမဲ့ဂွာယူလာကတော့မန်စီးတီးအတွက်နောက်ထပ်ခက်တခက်တီထောင်ပေးကျင်နေတော့ပါပဲ။သူကပွဲထောင်ပြီးကနေနောက်ထပ်ဆန်ဂျိန်ကောင်းတွေဆက်လက်ပြီးတော့ပိုင်ဆိုင်ပါအောင်မယ်။ MLS ပေါ်မှာတိဆက်ပါရင်ဘောလုံးနဲ့ပတ်သက်ပြီးစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုစူးစမ်းတိဆက်ပေးနေတဲ့ကျွန်တော်တို့ page ကို like and follow လုပ်ပြီးတော့အားပေးဖို့လည်းမမေ့ပါနဲ့တော့။အားလုံးပဲရှင်လန်းချမ်းမြေကြပါသည်ခင်ဗျာ။